မင်္ဂလာပါရှင်ကျွန်မဒီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရကတော့ဘိုးကလေးမျိုးနယ်မှာကျူရှင်ဆီယာမက ကလေးငယ်ကိုလေပင်ညှစ်တဲ့ကြောင်းဖော်ပြပေးခြင်းပါတယ်ဖြစ်စဉ်ကတော့ AR တိုင်းဘိုးကလေးမျိုးနယ်မှာ30ရက်စေလ2025ရက်နေ့ကျူရှင်မနက်ပိုင်းအပြန်မှာအိမ်ကအမေက တူမလေးကိုရေချိုးပေးရင်းနဲ့ဆက်ပြတိုက်ပေးတာကလေးကနားတယ်ပြောလို့လေပင်ကို ကြည်လိုက်တော့ဘာဖြစ်တာလဲကလေးကိုမေးတာ ဆီယာမားကလေပင်ညှစ်လိုက်တာလို့ပြောတယ်လို့ဆိုပါတယ်။ကိုရီငင်ငယ်ကတက်ခဲ့တဲ့ကြောင်းမလို့ထားခဲ့တာကိုရီတုံးကမကြုံခဲ့ဘူးပါဘူး။ပထမရက်တွေကလည်းကလေးကခဏခဏဖျားနေတာ၊ကျူရှင်ကပြန်လာရင်လည်းအသားတွေနာတယ်ပြောနေတာ၊အင်းကအပွားလုပ်တဲ့သူကနင်းစာမရလို့အယိုက်ခံရတာပဲဆိုပြီးတော့ကိုကကလေးကိုပဲစုခဲ့တာအခုဟာကလူမဆန်ရာကြနေတယ်။အုတ်ထင်းသူကသွားပြောတော့လဲပဲမျက်နှာတိမျက်နှာထားနဲ့မတော်တဆဖြစ်သွားတာတောင်းပန်နေပြောခဲ့ပြီးတော့ ။အုတ်ထင်းသူကចောင်းអ៊ុជី ਨੇ ပြောမယ်ပြောပြန်တော့ပြောခြင်းလည်းပြောတောင်းပန်နေတာပဲဘာဖြစ်ချင်နေတာလဲလို့ဆ iam မကဆိုပါတယ်။အရင်ចောင်းသွားကြတော့လဲကလေးတွေကိုနရင်းနေអុតាမြင်ခဲ့ဘူးတဲ့ခေါင်းကိုရိုက်တာတွေရောပဲ။សាមញ្ញလို့ဆိုပြီးရှင်နေဆိုတဲ့အထိဖြစ်တွေ့ဘူးတဲ့။ကလေးကမိဘတွေအနားမှာမရှိဘူးအဖွားနဲ့ပဲနေရတာမလို့အလိုလဲလိုက်မထားသလိုအခုလိုလည်းမရိုက်ဘူးပါဘူး။ဆ iam မရိုက်လို့လဲစိတ်မတူခဲ့ဘူးဘူး။အခုတော်တော်လူမဆန်တဲ့လိုရက်ပါ။ အင်ကားအမေကပြက်တနာပူကြီးမှဆိုလို့ပြန်မလာခိုင်းလို့လူကစိတ်တူတာအသားတွေပါတဆတ်ဆတ်တုံနေစိတ်တဲဖြစ်တွေ့လို့ကိုမရဘူးအရှင်ကအသားတွေနာတယ်ပြောခဲ့တာအဲ့ဒီကလေးကဘလောက်တောင်တူနာနေမလဲမသိဘူးစာမရတာနဲ့ပဲ9နှစ်6နှစ်ရွယ်ကလေးကိုအလောက်လုံရတာလားကလေးကိုချောင်းဆိုးလို့ဆိုပြီးတော့ကြောကုန်းတွေကိုထုတယ်တဲ့သူရိုက်တာတွေကိုပြန်ပြောရင်ဘလို့လုံမယ်ဆိုပြီးတော့ချင်းချောက်လိုက်တယ်တဲ့ ဒီလိုရက်တွေကဆ iam မတယောက်ရဲ့လိုရက်တယ်လားအခုတောင်ကလေးကပြန်မပြောရင်ရှာဖို့အရာထင်လို့သာတည်ခဲ့ရတာဆိုပြီးတော့ចောင်းသားမိဘဖြစ်သူကသူမကြုံတွေ့ရတဲ့အဖြစ်အပျက်ကိုပြောပြလာခဲ့ပါတယ်ဆက်လက်ပြီးတော့ရဲဘေကဖောက်တဲ့အသွင်ယူပြီးတော့မြန်မာလူငယ်စပင်းညှက်ဆရာကိုလိုက်လံဖမ်းဆီးတဲ့ကြောင်းဖော်ပြပေးခြင်းပါတယ် ထိုင်းနိုင်ငံသားတွေအတွက်တည်တံ့ထားရှိတဲ့စပယ်ညှက်စရာအလုပ်ကိုလုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတအုပ်ကိုထိုင်းနိုင်ငံဆူရက်ဌာနကိယမှာလူမှုကြီးကြပ်ရေးဌာနကဖမ်းဆီးလိုက်တယ်လို့လည်းသိရပါဗျ။ကော့စမေကျွန်းပေါ်ကစပယ်ညှက်ဆိုင်ဒီဇိုင်းကိုရဲရရှိတအုပ်ကတာမန်ဖောက်တဲ့တအုပ်လို့အယောင်ဆောင်ဝင်ရောက်ခဲ့ပြီးတဲ့နောက်အခုလိုဖမ်းဆီးလိုက်တာပါ။ ဆိုင်ထဲမှာအသက်22နှစ်အရွယ်မြန်မာနိုင်ငံသားကိုအောင်စောထွန်းကတော့စပင်ညက်စရာဖြစ်နေဝန်ဆောင်မှုပေးနေတာတွေ့ရပေတော့ရဲကသူ့ရဲ့စပင်ကိုစတင်ညှက်ခိုင်းခဲ့တာပါစပင်ညက်နေစဉ်အတွင်းမှာတော့အယောင်ဆောင်ဖောက်တဲ့ရဲကသူတို့ဟာအရာရှိဖြစ်တဲ့အကြောင်းဖွင့်ဟလိုက်တဲ့အခါမှာစပင်ညက်စရာမြန်မာလူငယ်ကတော်တော်လေးကိုထိတ်လန့်သွားခဲ့လို့ဆိုပါတယ်ဒါပေမဲ့လည်းရဲရရှိက စပင်ပြီးအောင်ဆက်ညက်ပြီးမှဖမ်းဆီးမယ်လို့ပြောခဲ့ပါတယ်ရဲရရှိရဲ့စပင်ကိုညှက်လိုက်တဲ့အခါမှာတော့အသေးဆောင်နေတဲ့ မှုကြီးကြပ်ရေးအဖွဲ့ကချက်ချင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရသူမြန်မာလူငယ်ကတော့ဆိုင်ကိုထိုင်းနိုင်ငံသားတဦးကပိုင်ဆိုင်ထားပြီးတော့သူကအလို့သမားဖြစ်တာလုပ်ကင်နေတာဖြစ်တဲ့အကြောင်းဝန်ခံသွားပါတယ်။ရဲတပ်ဖွဲ့ကတော့မြန်မာစစ်ပင်ညှက်ဆရာကိုဥပဒေအရအရေးယူဖို့ရဲစခန်းကိုပို့ဆောင်လိုက်တာဖြစ်ပြီးတော့စိုက်ပိုင်ရှင်ဖြစ်တဲ့ထိုင်းနိုင်ငံသားကိုတော့ဆက်လက်အရေးယူဖို့စီစဉ်နေတယ်လို့ MGR သတင်းရသိရပါတယ်။ရဲတပ်ဖွဲ့ရဲ့ပြောပြချက်အရတော့စစ်ပင်ညှက်ချင်းဟာ ထိုင်းနိုင်ငံသားတွေအတွက်တည်တံ့ခွင့်ပြုထားတဲ့အသက်မိုးဝဲကြောင့်လုပ်ငန်းဖြစ်တာကြောင့်နိုင်ငံခြားသားတွေလုပ်ငန်းခွင့်မရှိပါဘူး။ဒါကြောင့်ကိုဟောင်စော်ထွန်းကိုလုပ်ပိုင်ခွင့်မရှိတဲ့အလို့ကိုနိုင်ငံခြားသားတအုပ်အနေနဲ့လုပ်ကိုင်နေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးခဲ့တာလည်းဖြစ်ပါရဲ့။ ဆက်လက်ပြီးတော့လေဖိအားနဲ့ရောင်အခြေအနေကိုဖော်ပြပေးကြပါရစေ။2025ခုနှစ်နိုဘာ2ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်7:00နာရီချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲချိန်တိုင်းထွာချက်တည်းရောက်ကပ်ပြီးပင်လယ်ပြင်မြောက်ပိုင်းနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ကိုအရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့လေဖိအားနဲ့ရောင် low pressure area ကတော့ဘင်္ဂလားပင်လယ်ကိုအရှေ့အလယ်ပိုင်းနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြို့ဝကျောင်းပေါ်ကာယိုဒန်ဒေတာအနီးမှာဆက်လက်တည်ရှိနေပါတယ်။ အစိုးရလီဗီအားနဲ့ရန်ဝန်ကတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားပြီးတော့နောက်၄၈နာရီတည်းမှာပင်လယ်ပယ်လို့အရှိလေပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ပင်လယ်ပယ်လို့အရှိမြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကဲရက်နဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြဝကျောပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့နောဘာလာရဲ့မွေးချိန်စံချိန်သစ်ကိုဖော်ပြပေးကြပါတယ်။2025ခုနှစ်နောဘာ၂ရက်နေ့ထုတ်ပြန်ကြမှာတော့တောင်တွင်းကြီးမှာ87မီလီမီတာ၊နေ့တသမ83ညလက်မနဲ့နောဘာလာရဲ့မွေးချိန်စံချိန်သစ်တင်တယ်လို့မြို့လူသားနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်မြို့မှာအင်တာနက် wifi လမ်းတွေပြတ်တောက်သွားတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ရန်ကုန်မြို့မှာတော့ဒီနေ့နိုဘာ၁ရက်ကစလို့အင်တာနက် wifi လမ်းတွေပြတ်တောက်နေတယ်လို့မြို့ကနေကဆိုပါရစေ။ ။မင်းချိုးကြီးကပြက်နေတာအဲ့ဒါကြောင့်မရသေးတာအကုန်လုံးပြက်နေတယ်။ကတ်စတမာတွေအကုန်ဆက်ကြတယ်လို့ရန်ကုန်မြို့ကအမည်မပေါ်လို့တဲ့ internet wifi ကုမ္ပဏီကဆိုပါတယ်။လက်ရှိမှာတော့ရုံးတွေကိုဖုန်းလုံးဝဆက်မရနိုင်သေးတဲ့အကြောင်းကိုလည်းဆိုပါတယ်။ရုံးဖုန်းတွေဆက်မရဘူးဆိုတာဖုန်းလိုင်းကဖုန်းလိုင်းကရုံးက internet နဲ့ချိန်ထားတာလို့စက်ပိတ်တယ်ပဲဖြစ်နေတာလို့ဆိုပါတယ်။ November 1ရက်ညပိုင်းမှသာမကပဲနဲ့ နောဘာ၂ရက်အထိအင်တာနက် Wi-Fi ပြန်ရမြမသိကြသေးပါဘူး။လိုင်မျိုးနေမှာနေထိုင်နေပြည်သူကတော့တချို့အင်တာနက် Wi-Fi တွေဟာလိုင်ရပေမဲ့အင်တာနက်အသုံးပြုလို့မရဘူးလို့ဆိုပါရတယ်။ Wi-Fi ကြီးကသာတက်နေတာဗီဒီယိုကြည့်ရင်တစ်စက္ကန့်လာလိုက်အဝိုင်းလေလိုက်နဲ့ဆက်စက္ကန့်ရောက်ဖို့တော်တော်ကြာပါတယ်လို့ဆိုပါရတယ်။ရန်ကုန်ကအင်တာနက် Wi-Fi ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Fortune Broadband ကတော့ International Gateway တစ်ခုဟာချုပ်ရင်းနေလို့အင်တာနက်မရတာတိုင်းတွေနှိကွေးတာတွေဖြစ်ပေါ်နေရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့သူ့ကိုပြုပြင်နေတာဖြစ်ပြီးတော့ ဒီချိန်တွင်မှ line နှိပ်ကွေးတာနဲ့ပြတ်တောက်တာတွေကို internet အသုံးပြုသူတွေအနေနဲ့သိခံပေးဖို့လည်းပဲမြစ်တာရက်ခံထားပါတယ်။ရန်ကုန်မြို့နယ်ပြည်သူတွေကတော့ internet wifi ကုမ္ပဏီတော်တော်များများ internet line ပြတ်တောက်မှုရှိနေပြီးတော့တချို့ကုမ္ပဏီကြီးတွေက line ပြတ်တောက်ကြောင်းကိုထုတ်ပြန်ထားခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ဆက်လက်ပြီးတော့ Nova 2ရက်တမလူသာခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။ပင်လပင်လအချိန်ကြီးကတော့ပင်လပင်လမြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်တော့ပြီးတော့ကပ်ပင်ပင်လေးပင်လေးချမ်းပင်လပင်လေးမှာတိမ်သေးတဲ့ကနေတည်ထူတတ်ပါရစေ။ ပင်လယ်ပင်ခြေနေကတရင်နိုင်ကရရခိုင်ကရမြို့ဝကြောပေါ်ဒေသတွေနဲ့မော်ဒမကွေးဘက်မှာတော့အရှိဘကလေဟာတနအီကို10မိုင်ကနေ -20 ကန်တိုက်ခတ်ပြီးတော့နိုင်နေငယ်ကနေလှိုင်းတင်နေရှိပါတယ်။မိုးချက်တွေကတော့မန်လေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းတရင်နိုင်တိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ပြည်နယ်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစိတ်စင်မိုးရွာသွားပြီးတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးရွာသွားပါမယ်ရှင်။ ဆက်လက်ပြီးတော့တက်တော့မှာတရုတ်ဇနီးမယားလို့ကိုကြီးညာထားတာကိုတွေ့ရှိပြီးတော့ဆက်သွယ်ခဲ့သူအမျိုးသမီးကိုတရုတ်နိုင်ငံကို ပို့ဆောင်ရောင်းစားဖို့စီစဉ်ခဲ့တဲ့သူကိုလူကုန်ကူးမှုနဲ့အလုံးနဲ့ထောင်ဒဏ်၁၇နှစ်ချမှတ်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ TikTok လူမှုကွန်ရက်မှာတရုတ်ဇနီးများလို့ပေါ်ကြော်ညာထားတာကိုတွေ့ရှိပြီးတော့ဆက်သက်ခဲ့သူအမျိုးသမီးကိုတရုတ်နိုင်ငံကိုပို့ဆောင်ရောင်းစားဖို့စီစဉ်ခဲ့သူကိုလူကုန်ကူးမှုနဲ့အလုံးနဲ့ထောင်နဲ့ဆက်တဲ့ချမှတ်ခဲ့တဲ့ကြောင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတည်ရပါတယ်။ဖြစ်စဉ်ကတော့မန္တလေးတိုင်းဒေသကြီးချမ်းရည်သာဆန်မြို့နယ်မှာနေတဲ့အသက်28နှစ်အရွယ်အမျိုးသမီးကတော့လူမှုကွန်ရက် TikTok ဒိုရာ app TOD 4570-03 CBY အကောင့်ကတရုတ်ချစ်သူလို့လို့ရတဲ့ကြောင့်မြန်မာနိုင်ငံမှာငွေချေပေးမယ်အစဉ်ပြင်ရွှယ်2000ပေးမယ်တရုတ်နိုင်ငံမှာနေထိုင်ရမှာဖြစ်တဲ့ကြောင့်ကြေညာထားတာကိုတွေ့ရလို့ဆက်သွယ်ကြရမှာမန်နီတိုင်းဒေသကြီးမြစ်သားမြို့နယ်မှာနေတဲ့အကောင့်ပိုင်ရှင်မေသက်ပိုင်ကအပြစ်မှာတွေးဆောင်လို့လို့မန်လေးမြို့84လမ်းနဲ့လမ်း30တောင်မှရှိတဲ့လက်ဖက်ရည်ဆိုင်ကိုလာရောက်ဖို့ချိန်ဆကတွေ့ရောက်ခဲ့ကြောင်းလည်းသိရပါဗျာ ်မေသက်ပိုင်ဆင်လွတ်လိုက်တဲ့မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်မှာနေတဲ့မြမျိုးတော်ထွန်ရောက်ရှိလာပြီးတော့တရုတ်ဇနီးမယားအဖြစ်ပူဆောင်ပေးမဲ့တရုတ်နိုင်ငံရွှေလီမြို့နဲ့နန်းဆိုင်လျမ်းဝမ်ခေါ်မနန်းဆိုသူတန်းဓာတ်ပုံနယ်ဗီဒီယိုပို့ပေးဖို့လိုအပ်တာတွေပြောဆိုပြီးဓာတ်ပုံနယ်ဗီဒီယိုရယူခဲ့ကြောင်းလည်းသိရပါတယ်ဒီနောက်မှာတော့လမ်းစိတ်ကိုကြက်2000ပေးခဲ့ပြီးတော့တရုတ်နိုင်ငံကိုပို့ဆောင်မှုစီစဉ်ဆောင်ရွက်နေစဉ်အတွက်မှာဖန်စီယာမိလိုချမ်းရည်တာဇန်မျိုးနဲ့အမှတ်ရှင်မျိုးမှရေစကန် 38,2025လူကုန်ကူးမှုတားဆီးနိုင်တဲ့ဥပဒေပေါ်မှာ35,44နဲ့အဖို့ဖွယ်အရေးယူတရားစွဲတင်ကြရမှာအော်တိုဘာ29ရက်မှာတော့မဟာအောင်မြင်ခရိုင်တရားရုံးကနေဖမ်းဆီးမိ တရခန့်မျိုးမျိုးတော်ထွန်ကိုလူကုန်ကုမှုတားဆီးနေနေဥပဒေပေါ်မှာ35အရာအလုတ်နယ်ထောင်တန်း17နှစ်ကြာခံမှုအမေးချမှတ်ခဲ့ပြီးတော့တင်းရှောင်းတရခန့်မိသက်ပိုင်နဲ့နန်းဆိုင်လင်းဝါခေါ်မနန်းတို့နှုတ်ကိုရာဆွဲကျင်ထောင်ဥပဒေပေါ်မှာနေအရေးယူဖန်ဆီးခဲ့တယ်လို့လည်းသိရပါပါတယ်ရှင့်